မင်္ဂလာပါရှင်2023ခုနှစ်နိုဝင်ဘာလ19ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမခက်ပါပါရှင် RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ် ကချင်ပြည်နယ်မှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့မြန်မာအစိုးရအကြားတိုက်ပွဲတွေကိုချက်ချင်းရပ်ဆိုင်းပြီးလူသားချင်းစာနာတဲ့အကူအညီတွေပေးခွင့်ပြုဖို့အတွက်ကုလသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ရန်ကုန်ခြေစိုက်ကုလသမဂ္ဂရုံးကမနေ့ကကြေညာချက်ထုတ်ပြီးအခုလိုတောင်းဆိုလိုက်တာပါ။ဗမော်ခရိုင်မန်စီမြို့နယ်အတွင်းလက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လူပေါင်း2300ထက်မနည်းထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စနေနေ့ကတရုတ်နယ်စပ်နဲ့ တရုတ်နယ်စပ်နန့်လင်းပါဒုက္ခသည်စခန်းအနီးကကျောင်းသား900ကျော်ရှိနေတဲ့စာတင်ကျောင်းပေါ်လာဆောင်ကိုအစိုးရတပ်တွေကပိတ်ဆို့ဝိုင်းရံထားတဲ့အတွက်ကျောင်းသားတွေကိုပြန်လွှတ်ပေးဖို့ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေကမြစ်တာရက်ခံခဲ့ကြတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဗမော်ခရိုင်မှာပြီးခဲ့တဲ့လပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးခဲ့ကြသူတွေဟာအခုတိုက်ပွဲတွေကြောင့်နောက်တစ်ကြိမ်ထွက်ပြေးတင်းရှောင်နေကြရတယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AFP သတင်းဌာနကဒီကနေ့ရေးသားရမှာမြန်မာအစိုးရတပ်တွေဟာနှက်လင်းပါဒုက္ခတဲ့စခန်းရှိရာဒေသကိုအခုညီပေးရေးအဖွဲ့ရင်တန်းနဲ့အတူဝင်ရောက်လာပြီးနောက်တိုက်ပွဲတွေဖြစ်ပွားရတာလို့ရန်ကုန်မြို့ကိုရောက်နေတဲ့ KAI ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ခွန်မော်ကိုကိုးကားပြီးဖော်ပြထားပါတယ်ရှင်။ မန်စီမြို့နယ်အတွင်းအစိုးရတပ်နဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒေသခံ2000ကျော်ထွက်ပြေးတင်းရှောင်နေကြတယ်လို့ပြည်တွင်းခြေဆိုင်ကချင်လူမှုကူညီရေးအဖွဲ့ခုနှစ်ဖွဲ့ကမနေ့ကပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။မန်စီမြို့နယ်နန်းလင်းပန်ကြီးရွာနယ်စစ်ပြေးဒုက္ခသည်စခန်းအနီးမှာနွေမာလာ16ရက်ညပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေနေရက်စွန့်ခွာထွက်ပြေးနေကြရတာပါ။ဒီဒုက္ခတွေတွေအတွက်စားနပ်ရိက္ခာနဲ့နေထိုင်မှုတဲအိမ်တွေအနည်းတွေလိုအပ်နေတယ်လို့ကုညီရေးအဖွဲ့တွေကပြောပါတယ် ဒုက္ခသည်တွေဟာမန်စီမြို့နယ်မန်ဝင်းကြီးကျေးရွာဘက်ကိုထွက်ပြေးကြသူတွေရှိတယ်လို့မန်းခေါင်ကြီးရွာကဒုက္ခသည်စခန်းမှာလည်းတချို့လာရောက်ခိုလုံနေကြတယ်လို့ဆိုပါတယ်။ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒုက္ခသည်တွေကိုကချင်နှစ်ချင်းခရိုင်အသင်းဂယုဏမြန်မာလူမှုကူညီရေးအဖွဲ့စတဲ့ပြည်ရင်းအခြေဆိုင်ကချင်လူမှုကူညီရေးအဖွဲ့ခုနှစ်ဖွဲ့ကပူးပေါင်းကူညီနေကြတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာမင်းညပိုင်းကအစ္စလမ်ဘာသာရေးအဆောက်အအုံတစ်ခုဖျက်ဆီးခံခဲ့ရတယ်လို့သတင်းရရှိပါရတယ်။ ကြောက်ဖြူမျိုးနယ်တမန်ချောင်းရက်ွက်ကန္နာလမ်းပေါ်မှာရှိတဲ့ဂျာမေဘလီဝင်းအတွင်းကဘာသာရေးဝတ်ပြုကြောင်းဖြက်စီးခံရတာလို့ကြောက်ဖြူမျိုးနယ်ရဲတပ်ဖွဲ့မှူးရုံးကအရာရှိတကူကအတည်ပြုပြောဆိုပါတယ်။မင်းညဆယ်နာရီဝန်းကျင်မှာလူအုပ်တအုပ်ရောက်ရှိလာပြီးဘလီတဲကိုဝင်ရောက်ဖြက်စီးခဲ့ကြတဲ့အကြောင်းဘဲသူဘဲဝါဆိုတာမသိရသေးပဲသူတို့ကိုစုံစမ်းရှာဖွေနေကြောင်းရဲအဖွဲ့ကပြောပါတယ်။ ဒီတော့အတွင်းရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်အပေါက်ဝကျေးရွာအုပ်စုကြာညိုပြင်ကျေးရွာမှာအသက်၅နှစ်အရွယ်အမျိုးသမီးငယ်တဦးရဲ့အလောင်းကိုမင်းညကရွာအနီးလေခွင်းထဲမှာတွေ့ခဲ့ရတယ်လို့သတင်းရရှိပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့အပေါက်ဝကျေးရွာအုပ်စုရဲစခန်းကတာဝန်ကျရဲဝန်ထမ်းတဦးက RFA ကိုတီးပြုပြောဆိုပါတယ်။ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းမြိုင်ကို RFA ကဆက်သွယ်မေးမြန်းရမှာတော့ပြည်နယ်အစိုးရအနေနဲ့ဖြစ်စဉ်အပေါ်အတိအကျမသိသေးဘူးလို့ပြောပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်တွေအကြားနှစ်ဦးနှစ်ဖက်ယုံကြည်မှုမတည်ဆောက်နိုင်သေးသည့်ပြန်လည်တင့်မြတ်ရေးအတွက်အလန်းဝင်းနေဦးမှာဖြစ်တယ်လို့ဒေသခံဘာသာရေးခေါင်းဆောင်တွေကပြောဆိုကြပါတယ်။တစ်ချိန်တည်းမှာလည်းနှစ်ဖက်အဖွဲ့အစည်းကယုံကြည်မှုတည်ဆောက်ရေးဟာအရေးကြီးကြောင်းပြောကြပါတယ်။ RFA သတင်းတောက်ကိုမင်းသိန်းအောင်ကတင်ပြထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာရခိုင်တိုင်းရင်းသားတွေနဲ့မွ슬င်လူ့အဖွဲ့အစည်းတစ်ခုကြားပြီးခဲ့တဲ့နှစ်ဇွန်လကဆက်တင်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာအခုလက်ရှိမှာတနှစ်ကျော်ရှင်တိကြာမြင့်လာခဲ့ပြီဖြစ်ပေမဲ့နှုတ်နှစ်ဖက်ပြန်လည်သိမ်းမြေကိစ္စကတော့အလန့်ဝင်းနေသေးပဲဖြစ်ပါတယ်အစိုးရကအုပ်စုနှစ်ခုကြားပြည်ထနာတွေထပ်မဖြစ်ဖို့ပြည်ထနာတွေဖြစ်ခဲ့တဲ့နေရာတွေမှာတိရှားစီခွဲထားခဲ့တာကလည်းပဋိပက္ခဖြစ်စဉ်နောက်ပိုင်းအရှင်ကလေးကဖြစ်ပါတယ်။နှစ်ဖက်တင်းမာမှုတွေနဲ့လာအောင်နဲ့ ပြဿနာတွေကိုကြိုတင်တားဆီးနိုင်အောင်နှစ်ဖက်ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်တယ်လို့လည်းပြောကြပါတယ်။မွတ်စလင်တွေဘက်ကအရင်ကလိုရခိုင်တိုင်းရင်းသားတွေနဲ့အတူလက်တွဲနေထိုင်လို့ရတဲ့ဆန္ဒတွေရှိနေကြတယ်လို့တဲကြောင့်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့မွတ်စလင်ယမင်ယဖာတူဖြစ်သူဥမောင်မောင်စင်ကပြောပါတယ်။ကျွန်တော်တို့ဆိုလို့ရှိရင်သူတို့နဲ့ရခိုင်တွေနဲ့ကျွန်တော်တို့အတူတူကကျွန်တော်တို့ပူပေါင်းပြီးတော့ကျွန်တော်တို့နေလာခဲ့ပါတယ်။အခုလည်းကျွန်တော်တို့နဲ့ထိုင်လို့တဲ့ဆန္ဒရှိပါတယ်ခင်ဗျာ။ နှုတ်နှစ်ဖက်ပြန်လဲသိမ်းမြဲရေးအတွက်အဲ့ဒီယုံကြည်မှုကိုပြန်လဲတည်ဆောက်ရမှာဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားတွေရဲ့ဘာသာရေးကောင်းဆောင်တို့ဖြစ်တဲ့စစ်တွေမျိုးရွှေစီတီဆရာတော်အရှင်အရိယဝန်သားကမင်းကြပါတယ်နှုတ်နှစ်ဖက်သိမ်းမြဲဖို့ဆိုတာကတော့တုံးအပေါ်မှာတုံးတစ်ဖက်အပေါ်မှာတစ်ဖက်တို့ယုံကြည်မှုကိုဒီကရေးကြည့်ပါတယ်ယုံကြည်မှုကိုတည်ဆောက်လို့မရသေးရတော့ဘလို့မှသိမ်းမြဲဆိုတာ မဖြစ်နိုင်ဘူးစစ်တွေမြို့နယ်ဒပိုင်းကျွော်မှာနေထိုင်တဲ့မွတ်စလင်ဘာသာရေးကောင်းဆောင်တို့ဖြစ်သူဦးသန်းနိုင်ကတော့နှုတ်နှစ်ဖက်ပြန်လဲသင်းမြေရေးအတွက်နှစ်ဖက်ကောင်းဆောင်တွေဆွေးနွေးညှိနှိုင်းအဖြေရှာရေးကအဓိကကြရဲလို့ဆိုပါတယ်ကျွန်တော်တို့မှာဘာဟိုဆိုအမြင်ကညီပြီးတော့မထူတာလေကျွန်တော်တို့မှာဘလူပြာသနာကိုအထူးကထားပြီးတော့ဒီပြာသနာ ပေါ်ပေါက်လာတာဒါကိုညီပြီးတော့ကျွန်တော်တို့နှစ်ဖက်ညှိနှိုင်းပြီးတော့ထိုင်ပြီးတော့ကျွန်တော်ဆွေးနွေးလိုက်ဆိုရင်တော့ဒါပြီးတော့ ရှိပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းကပြည်ထောင်စုဝန်ကြီးဥခင်ကြီးနဲ့အဖွဲ့ဟာစစ်တွေမြို့မှာမွတ်စလင်ယမင်ရဖတွေနဲ့တွေ့ဆုံစဉ်သကောင်စရင်ကောက်ခံမှုတွေမှာဝိုင်းဝန်းကူညီကြဖို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်အတွင်းမှာပဋိပက္ခတွေဆက်လက်မဖြစ်ပွားဖို့နှစ်ဖက်ကောက်ဆောင်တွေထိန်းသိမ်းနေတဲ့အချိန်မှာနိုင်ငံတကာအတိုင်းဝိုင်းကရိုဟင်ဂျာဆိုတဲ့အုံနှုံကိုတွင်းတွင်းကြဲကြဲသုံးနှုံနေတာဟာရခိုင်တိုင်းရင်းသားတွေရဲ့မခံချင်စိတ်ကိုနှိုးဆွပေးရာရောက်နေတယ်လို့နှစ်ဖက်ပြည်နယ်တင်းမြေရေးကိစ္စရပ်တွေမှာလည်း အန္တရာယ်ဖြစ်နေတယ်လို့ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကပြောဆိုကြပါတယ်။ရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ဘယ်ဘာသာဘယ်လူမျိုးမဆိုဒေသခံတိုင်းရင်းသားတွေရဲ့အကျိုးကိုရှေ့ရှုမယ်ဆိုရင်ဘယ်ရှိမှမဆိုအတူနေထိုင်သွားမှာဖြစ်တယ်လို့လဲစစ်တွေမျိုးရွှေစည်ကြီးကြောင်းလိုက်စရာတော့အရှင်အရိယဝန်သားကမင်းကြပါတယ်။ဒေသကိုမဖြစ်စီတယ်လို့ဒီဒေသကိုညှင်းရှဲအောင်စိတ်ရှိတယ်လို့ဆိုရင်ဘယ်ဘာသာဘယ်ပုံကိုလည်းဖြစ်ဖြစ် တော့အတူရှင်တွေးပြီးတော့နေထိုင်ဖို့ဆိုတာပေါ့သဘောတူပါလေအဲ့ဒီတော့ဒီဒေသကိုဖြစ်စီမယ်လူဒီဒေသကိုအကျင့်ဖြတ်မယ်သူဒီဒေသကထားတဲ့တန်ရသားတွေကိုနှိမ့်မျိုးစုံနဲ့ဒုက္ခပေးမယ်လူဆိုရင်တော့မေပုဂ္ဂိုလ်မေဘာသာပါမေလူမျိုးကိုပဲဖြစ်ဖြစ်ပုံပုံလို့ဒီဒေသမှာတူတူနေဖို့တော့ရနိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်ရခိုင်ပြည်နယ်တွင်နှစ်ဦးနှစ်ဖက်ပြန်လည်တင်းပြင်းရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရဖွဲ့ရန်ဆောင်ရွက်ချက်တွေကိုအာရပီကဆက်သွင်းမေးမြန်းခဲ့ရမှာဒီကိစ္စမှာပြည်ထောင်စုအစိုးရကဒါရိုက်စီမံဆောင်ရွက်နေတာဖြစ်တဲ့အတွက်မိမိတို့အနေနဲ့တစုံတရာပြောဆိုနိုင်ခြင်းမရှိကြောင်းပြည်နယ်အစိုးရဖွဲ့တာဝန်ရှိသူတွေကပြောဆိုကြပါရယ်ခင်ဗျာအာရဖီသတင်းတော်ကိုမင်းသိန်းအောင်တင်ပြသွားတာပါ2008ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှဲပါနေတာတွေကြောက်ရွံ့တိုးယွနေတာတွေရှိတယ်လို့ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်ကပြောလိုက်ပါတယ် ရန်ကုန်မြို့တက္ကသိုလ်ရေးသားလမ်းက Crystal Gate စားတောက်ဆိုင်မှာဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာသဘောထားကြေညာချက်ထုတ်ပြန်လိုက်တာပါပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲနဲ့နိုဝင်ဘာလ10ရက်နေ့ကတောင်ကြီးမြို့ဆွေးနွေးပွဲတွေအပြီးရရှိလာတဲ့အချက်အလက်တွေကိုမူတည်ပြီးကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလူမှုဆွေးနွေးပွဲတွေကရရှိလာတဲ့သဘောထားတွေကိုစုစည်းပြီးလူမှုအတန်စာအုပ်ထုတ်ဝေသွားမှာဖြစ်တယ်လို့ပြည်တော်စုလွှတ်တော်ဖွဲ့စည်းပုံခြေခံဥပဒေလေးလာသုံးသက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကိုလည်းပေးပို့သွားမယ်လို့ဆိုပါတယ်။ဒီကွန်ရက်ကဥဆောင်ပြီးလာမယ့်ဒီဇင်ဘာလ၁ရက်နေ့မှာမန္တလေးမော်လမြိုင်ပြည်ပကိုးစတဲ့မြို့ကြီး9မြို့မှာဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲတွေတပြိုင်တည်းကျင်းပသွားမယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နဲ့မြန်မာနိုင်ငံအရှိတောင်ပိုင်းပြည်နယ်တွေမှာနေရက်စွန့်ခွာထွက်ပြေးနေရတဲ့ဒုက္ခသည်တွေအတွက် American အစိုးရကဒေါ်လာ25သန်းအကူအညီပေးသွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလနဲ့အခုလဆန်းပိုင်းက American Britain Switzerland တမ်းမကြီးတွေပူးတွဲပြီးတိုင်းရင်းသားပြည်နယ်တွေကနိုင်ငံရေးနဲ့လူအခွင့်ရေးအခြေအနေတွေကိုတွားရောက်လစ်လာခဲ့ကြပြီးတဲ့နောက်အခုလိုအကူအညီပေးမယ့်အကြောင်းထုတ်ပြန်လိုက်တာပါ။အထူးသဖြင့်အကူအညီတွေအရေးပေါ်လိုအပ်နေတဲ့ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်ကဒုက္ခသည်တွေအတွက် တောက်ရည်နဲ့စားနပ်ရိက္ခာ၊ကျန်းမာရေးနဲ့တန်ရှင်ရေးကလေးတငယ်ပြုစုဆောင်ရှောက်ရေးကိစ္စတွေအတွက်ပေးအပ်သွားမယ်လို့ရန်ကုန်မြို့က American တန်ရုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူပဲ EU ဥရောပတမလတမကကလည်းမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးမှုအကူအညီအဖြစ်2014ခုနှစ်ကနေ2020ပြည့်နှစ်အထိ 20အမေရိကန်ဒေါ်လာတန်း120အထိတိုးမြှင့်ပေးသွားမယ်လို့ကြေညာလိုက်ပါတယ်။အထူးသဖြင့်ပညာရေးကျစ်လက်ဒေသဖွံ့ဖြိုးရေးနဲ့ရိခာဖူလုံရေးအုပ်ချုပ်မှုရေးရာနဲ့ငြိမ်းချမ်းရေးစတဲ့ကဏ္ဍလေးခုကိုအဓိကအကူအညီပေးသွားမယ်လို့သိရပါတယ်ရှင်။ EITI လို့ခေါ်တဲ့သဘာဝတည်ရင်စာတအရင်အမြင့်တူးဖော်ရေးလုပ်ငန်းတွေမှာပွင့်လင်းညင်သာမှုဖော်ဆောင်ရေးနိုင်ငံတကာစံနှုန်းတွေနဲ့ပတ်သက်ပြီးအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပြည်ပအဖွဲ့အစည်းတွေတည်ဆုံဆွေးနွေးပွဲကိုနေပြည်တော်နိုင်ငံတကာ Convention Center မှာနိုဝင်ဘာလ18ရက်မနေ့ကကျင်းပခဲ့ပါတယ်။သဘာဝတည်ရင်စာတခွဲဝေရေးနဲ့ပွင့်လင်းညင်သာမှုရှိရေးဟာပြည်ပရင်းနှီးမြှုပ်နှံမှုကအစပြည်တွင်းငြိမ်းချမ်းရေးအထိအရေးပါနေတဲ့အကြောင်းဆွေးနွေးခဲ့ကြပါတယ်။ RFA1 တို့သားကိုကျော်မင်းထွန်းကစုစည်းတင်ပြထားပါလိမ့်ရှင်။ နေပြည်တော်မှာကျင်းပတဲ့ဒီခမ်းနားမှာအရက်ဖက်အဖွဲ့အစည်းတွေဘက်ကတရားစာတတွေကိုပွင့်လင်းမြင်သာစွာထုတ်ယူဖို့လိုလားသလိုတရားစာတခွဲဝေရေးပြည်တော်ငင်းချမ်းရေးတွေနဲ့သက်ဆိုင်တဲ့အတွက်လဲအလွန်အရေးကြီးတဲ့အကြောင်းဆွေးနွေးတင်ပြခဲ့ကြပါတယ်ဒီလိုပွင့်လင်းမြင်သာမှုရရှိဖို့ဆောင်ရွက်ကြရမှာအရက်ဖက်လူအဖွဲ့အစည်းတွေကိုလူပုဂ္ဂိုလ်ရေးရမဟုတ်ဘဲနဲ့ဥပဒေကြောင်းအရအကာအကွယ်ပေးဖို့အောက်ခြေအဆင့်ထိအလုံးလုံးနိုင်ဖို့အစိုးရကတာဝန်ယူဆောင်ရွက်စီလိုတဲ့အကြောင်း88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းက နေရာစီးပွားရေးနဲ့တောင်သူလူသမားရေးရာတာဝန်ခံကိုထွန်းမြောင်ကပြောပါတယ်။အရက်ဘက်ဖွဲ့စည်းရေးအမည်နဲ့ကျွန်တော်တို့တန်းပြည်ရဲ့တယံစာကတွေကိုပွင့်လင်းမြင်သာဖို့ကိုကျွန်တော်တို့ကပူလာတယ်။ဒါဟာဘာနဲ့လဲသက်ဆိုင်နေလဲဆိုတော့ဟိုတယံစာကခွဲဝေရေးနဲ့ဆိုင်တဲ့ကြောင့်ဒါဟာပြည်ပြီးငင်းချမ်းရေးနဲ့သက်ဆိုင်နေပါမယ်။အင်တာဗျူးအရေးကြီးပါတယ်။အဲ့တော့ကျွန်တော်တို့အားလုံးကတော့ဒီပေါ်မှာစိတ်ရှိပါတယ်။ဒါပေမဲ့ ော်နောက်ဆုံးအနေနဲ့ထပ်ကောင်းပြောပြရစေအရက်ဖက်လူဖွဲ့စည်းတွေကိုလူပုဂ္ဂိုလ်ရောက်ဟုတ်ခဲ့တဲ့ဥပဒေကြောင်းရကာဝယ်ပေးပြီးတော့ civil society တွေ space ရောက်ခိုင်မာတဲ့ space ရောက်အောက်ခြေအဆင့်ထိအလုပ်လုပ်နိုင်အောင်တော့အစိုးရဖွဲ့ကတာဝန်ယူဆောင်ရွက်ပေးစီတင်ပါတယ်လို့ပြောကြရတယ်ကျွန်တော်ဆွေးနွေးချက်လို့ဒီလိုချိုးရတယ်ကျေးဇူးတင်ပါ အစိုးရစီးပွားရေးကုမ္ပဏီတွေနဲ့ဒေသဆိုင်ရာလူအဖွဲ့အစည်းတွေကြားပွင့်လင်းမြင်သာရေးအတွက်သမရယုံကလှုပ်ဆောင်နေရတဲ့ပတ်သက်လို့တော့သမရယုံဝန်ကြီးဦးစိုးသိန်းကဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။အရက်ဖက်လူမှုအဖွဲ့အစည်းတွေကိုဥပဒေအရကာကွယ်ပေးဖို့နဲ့ဥပဒေအရအာမခံချက်ရှိဖို့ကိုလည်းကိုထွန်းမြအောင်ကဆွေးနွေးခဲ့ပါတယ်။ဒီချက်ပုံပြီးတော့ဥပဒေအရအကာအကွယ်ပေးပြီးဥပဒေအရကိုလမ်းဖွဲ့ပေးဖို့ လိုနေပါတယ်ပုံမှန်၁၈အပါဝင်ကျန်တဲ့ဟိုဥပဒေဆိုင်ရာကိစ္စတွေလည်းညာတက်တော်တွေမှာတွေ့တော့ကိုယ်စလေးများနေတယ်ဆွေးနွေးပေးစီချင်ပါတယ်ဒါဒီပိုင်းမှာခုနပြောတဲ့အစိုးရအဖွဲ့အစည်းနဲ့ EMD ရဲ့မှာကျွန်တော်မြင်တာတော့အရက်ပဲလူပွက်စီတွေဦးကျွန်တော်တို့လည်းကြာဟိုဆေးရထက်တာပါလေအစိုးရဘိုင်းမှာပေါ့ဒီထိပ်ပိုင်းတောင်ရှိသူတွေပဲလာကျွန်တော်တို့ဒီမြို့နယ်အုပ်ချုပ်ရေးပိုင်းမှာဒီသဆိုင်ရာအုပ်ချုပ်ရေးအားလုံးပဲအစစ်အစစ်မှာ အစိုးရဌာနအသီးသီးမှာဟော EMD ရဲ့ပေါ်ဆောင်ရေးကို velocity awareness ဖြစ်နေတယ် velocity လို့လာနေပြီဒါလည်းကျွန်တော်တို့၄ရက်နဲ့ပြီးစာဖြစ်နေပြီဝင်ကြီးတွေလည်းဒီအချင်းတဲရောက်လာတဲ့လူကြီးတွေအတိုင်းနဲ့စိတ်အားထက်သန်တဲ့ဆိုရင်ကျွန်တော်တို့ကအောက်ခြေမှာလိုရတာအင်မတန်အဆင်ပြေပါအဲ့တော့ဟိုဒီသောဆိုင်ရာအာဏာပိုင်စစ်စစ်နဲ့ဌာနဆိုင်ရာဘီကိုလည်းအစိုးရဘက်ကနေ awareness လုပ်ပြီးတော့ EIT ရဲ့ process တွေကိုပေါ်ဆောင်လာတယ် ကြိုးစားပေးစေချင်တယ်နိုင်ငံတော်လုပ်ငန်းတွေလှုပ်ဆောင်ရမှာအစိုးရထိပ်ပိုင်းနဲ့အောက်ခြေပိုင်းမှာကွာခြားချက်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိဖြစ်နေတာတွေကိုပြင်ဆင်ဖို့စ조사နေပါတယ်လို့ဝန်ကြီးဦးစိုးသိန်းကပြန်လည်ဆွေးနွေးခဲ့ပါတယ်အခုကျတော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့မြို့နယ်အထောက်အပြုကျေးရွာအထောက်အပြုသူတို့လုံအပ်တာပါလေဥပမာပြတနေရာမှာအပေါ်မှာလာတက်ပြီးကြောင်းတစ်ကြောင်းတောင်းဝင်တယ်အဲ့ကြောင်းတစ်ကြောင်းချပေးခါမှာအောက်မှာကြောင်းရှိပြီးသားဖြစ်နေအဲ့ဒီအောက်မှာတော့အလိုက်မဲ့အောက်လို့ဆိုတော့အဲ့ဒါ ဲ့တော့ကျွန်တော်တို့ကပြည်သူအခြေပြုပြည်သူဗဟုပြုလုပ်ပါပြည်သူကဘာလို့ကြံကြောင်းလို့ကျင်လားတရားလို့ကျင်လားရေးလို့ကျင်လားရေးလို့ရေးရေးရေးပေးဒီရောကြောင်းခဏလေးဟုတ်လား तू ကရေးလို့ရင်းနဲ့ကိုကကြောင်းသွားပေးနေတယ်လေအဲ့ဒါအလိုင်းမဲ့အောက်ကိုအဲ့ဒီအလိုင်းမဲ့ကျွန်တော်တက်အောင်လိုက်လုပ်နေရတယ်အခုတက်အောင်လိုက်လုပ်နေပြီးတော့မြန်မာနိုင်ငံက convention center မှာကျင်းပခဲ့တဲ့ဒီဆွေးနွေးပွဲကိုသမရာယုံဝန်ကြီးဦးစိုးသိန်းပါဝင်တခြားသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းပြည်ပကရက်ဖက်လူမှုအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ RFA ဝိုင်းတို့သားကိုကျော်မင်းထွန်းတင်ပြသွားတာပါရှင်အင်းစိန်ထောင်မှာအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းကိုထင်ကျော်ကိုကြောက်တရားမြို့နယ်တရားရုံးကဒီကနေ့ထောင်နှံ3လနဲ့ဗဘဲတန်းမြို့နယ်တရားရုံးကထောင်နှံ6လအတီးတီးပြည်တံချမှတ်လိုက်ပါတယ်ကိုထင်ကျော်ဟာလက်ပောင်းတောင်အရေးဆန္ဒပြမှုကြောင့်ဖမ်းဆီးခံထားရသူတွေကိုလွှတ်ပေးဖို့ဆန္ဒပြခဲ့တဲ့အတွက်မြို့နယ်9မြို့နယ်မှာတရားစွဲဆိုခံထားရတာပါ ကိုထင်းကျော်ကိုကြောက်တရားဗပေးတဲ့မင်္ဂလာတောင်ညွန့်တောင်ဝင်းနဲ့တင်ကန်းညွန့်မြို့နယ်တွေကပုံမှ18နဲ့တရားဆွဲဆိုထားရမှာတောင်ဝင်းနဲ့မင်္ဂလာတောင်ညွန့်မြို့နယ်တွေက6လစီပြစ်ဒဏ်ချမှတ်ခဲ့ပြီးဒီနေ့ဗပေးတဲ့ကြောက်တရားမြို့နယ်တွေကအမိန့်ချမှတ်ခဲ့တာပါကိုထင်ကျော်နဲ့တူတရားဆွဲဆိုခံထားရသူဦးစော်ဝင်းကိုလည်းပုံမှ18နဲ့ထောင်နဲ့3လချမှတ်လိုက်တယ်လို့သိရပါတယ်ရှင်။နိုဝင်ဘာ25ရက်နေ့မှာကြားရောက်မယ်အပြည်ပြည်ဆိုင်ရာမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရင်းနေ့အကျိုးလှုံ့ဆော်မှုအဖြစ် မြန်မာနိုင်ငံမှာလူမှုအသိပညာပေးဖို့အတွက်အဖြူရောင်အင်ဂျီတွေဝစ်ဆင်ကြဖို့အမျိုးသမီးရေးလှုပ်ရှားသူတွေကတိုက်တွန်းလိုက်ပါတယ်။ရန်ကုန်ဗဟန်းမြို့နယ်ရွှေရတာခန်းမမှာဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုတိုက်တွန်းလိုက်တာပါ။နိုင်ငံတစ်ခုမှာအမျိုးသမီးတွေအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မရှိဘူးဆိုရင်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာလည်းအချိန်ကြာမြင့်နိုင်တယ်လို့ကြားမာရေးရဒန်းနူညီမရေးကွင်ရက်ကအကြီးတန်းညှိနှိုင်းရေးမှူးဒေါ်မေဇဘယ်ဖြူကပြောပါတယ်။ ီနှစ်မှာအမျိုးသမီးတွေကိုအကျန်းဖတ်မှုပြပြောင်ရေးအသိပညာပေးတဲ့အနေနဲ့အဖွဲ့28ဖွဲ့ပူးပေါင်းပြီးပြည်ပဆိုင်ရာအမျိုးသမီးများအပေါ်အကျန်းဖတ်မှုပြပြောင်ရေးအထိတ်အမှတ်ဆောင်းပါးတွေဆောင်ပုတ်တွေနဲ့တရုတ်ဖော်ကာတွန်းတွေကိုနိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာ10ရက်နေ့အထိ16ရက်ကြာထည့်သွင်းပေါ်ပြသွားမှာဖြစ်ပါရယ်ရှင်။ လာမယ့်၅နှစ်အတွင်းမြန်မာနိုင်ငံရဲ့ Telinor ဆက်သွယ်ရေးလိုင်းမိတဲ့နေရာတိုင်းမှာ Telinor Phone SIM ကနဲ့ငွေဖြစ်ကလက်လီအယောင်ဆိုင်ပေါင်းတသိန်းကျော်ဖွင့်လွှတ်သွားမယ်လို့နော်ဝေးနိုင်ငံခြေဆိုင် Telinor ကုမ္ပဏီကဒီကနေ့ပြောဆိုလိုက်ပါတယ်။ရန်ကုန်မြို့ Trader Hotel မှာဒီကနေ့ကျင်းပတဲ့ Telinor ကုမ္ပဏီသတင်းစာရှင်းလင်းပွဲမှာမြန်မာနိုင်ငံဆိုင်ရာဈေးကွက်ရေးရာအကြီးအကဲ Mr. Shahad Mahrotra ကပြောခဲ့တာပါ။ဒါအပြင်ဆက်သွယ်ရေးလုပ်ငန်းတွေလုတ်ကင်ခွင့်လိုင်စင်ရဖို့အတွက် အစိုးရနဲ့နောက်ဆုံးအဆင့်ဆွေးနွေးနေပြီး2013ခုနှစ်မကုန်ခင်လုတ်ကင်ခွင့်လိုင်စင်ရရှိဖို့မျှော်လင့်ကြောင်းလိုင်စင်ဆရတာနဲ့ရှစ်လအတွင်းဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်တာတွေအပြီးလုံဆောင်သွားမှာဖြစ်တယ်လို့ Telenor ကုမ္ပဏီကပြောပါတယ်။ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ Telenor ကုမ္ပဏီအနေနဲ့ပူးတွဲလုတ်ကင်ဖို့ဒေတာကန်စုဦးတည်ထွင်စီးပွားရေးလုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ခဲ့တယ်လို့လက်ရှိခန့်ထားတဲ့ဝန်ထမ်း80ကနေဒီနှစ်အတွင်းဝန်ထမ်း150အထိတိုးချဲ့ခန့်သွားမယ်လို့လည်းသိရပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရနာဝင်ပြုပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြာခင်မိနစ်တစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။ ထွေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာပါအမျိုးသားအဆင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းမူပေါင်းလို့ယုံဆွေးနွေးပွဲကိုမနေ့မနေ့ပိုင်းကနေပြည်တော် MICC ခန်းမှာမှပြည်လုပ်ခဲ့ပါတယ်အပြည့်အစုံကို RFA ဝိုင်းတော်သူမက်ခင်ခင်ဤကတင်ပြထားပါရရှင်မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရတဲ့လက်ထက်မှာဥပဒေအပြောင်းအလဲတွေလုပ်တဲ့နေရာမှာရရှိတဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးတော့ကြန့်ရှိတဲ့အစိုးရတက်တန်းကာလမှာ ပြည်သူတွေရဲ့ဆန္ဒတွေရည်မှန်းချက်တွေကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့နိုဘမ်ဘာ၁၈ရက်နေ့ကကျင်းပခဲ့တဲ့အဲ့ဒီအခမ်းအနားမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်ရှင်ရဲ့ဘာလို့ဒီလိုဆက်နေလဲ။အော်ဒီကပြည်ပြရတာကဒါရှိတယ်။စိန်ခေါ်လို့အခက်အခဲတွေကကျေးဇူးတင်ပါတယ်။ဒါရှိတဲ့ပြည်ပြောင်း ဆရာရှိတယ်ဆိုတော့တာတာပါဘူး။ဒီလိုပြောဆောင်တယ်ဒီမှာပြချက်ပါရှိတယ်။ဒီမှာတော့ဒီမှာဒီနေ့ပြောတာဟုတ်ပါဘူး။အားကိုးလို့ကျူကောင်းဆောင်ပါမယ်။နေပြည်တော် MICC မှာကျင်းပခဲ့တဲ့အဲ့ဒီကျင်းလက်ဒေတာဖွံ့ဖြိုးရေးမဟာဗျူဟာအလုပ်ယုံဆွေးနွေးပွဲဟာလာမယ့်ဒီမိုကရေစီအစိုးရအတွက်အလွန်ကောင်းမွန်တဲ့ဖောင်ဒေးရှင်းခင်းပေးတာဖြစ်တဲ့အတွက် 2015-2016ခုနှစ်မှာဖြစ်ပေါ်လာမဲ့အဆိုးရအတွက်နောက်တဆင့်တက်သွားဖို့ဖြစ်တယ်လို့သမရယုံဝင်ကြီးဌာနသုံးပြည်ထောင်စုဝင်ကြီးဦးစိုးသိန်းကပြောဆိုခဲ့ပါတယ်။ mapping လုပ်ပြီးတော့ကြေးရွာပေါင်း6000ကျော်ကိုဘယ်လိုလုပ်သွားမယ်ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ case by case ကျွန်တော်ရှင်းနိုင်တဲ့ plan လေးလုပ်မယ်လို့ကျွန်တော်ထင်တယ်။နိုင်ငံတော်သမရအကြံပေးဒေါက်တာဇော်ဦးကတော့ မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေတဲ့ဆင်းရဲနှွမ်းမမှုရှော့ချရေးနဲ့ကျိလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးအခုလိုဆွေးနွေးပြောကြားခဲ့ပါတယ်။ကောင်တက်ပေါ်ရေးဆိုင်ရာစွမ်းရည်တွေကကျွန်တော်တို့အားလုံးမှာအစိုးရမှာပေါ်အရက်ဖက်အဖွဲ့အစည်းမှာပေါ်ပုဂ္ဂိကကဏ္ဍမှာပါအားနည်းနေနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအစီအစဉ်တွေသွားတဲ့အခါမှာဒီအာလေ့ကျင့်ရေးနဲ့အကောင်တက်ပေါ်အကောင်တက်ပေါ်ရေးနဲ့တင်ယူ သင်ယူရင်းနဲ့ပြန်ပြီးတော့အကောင့်တွေပေါ်တဲ့အခါမှာလိုအပ်ချက်တွေအားနည်းချက်တွေကိုပြန်ပြီးတော့ပြင်ဆိုတဲ့ပုံစံနဲ့တွားဖို့ရှိပါလိမ့်မယ်။စီးရဲနှွမ်းမမှုရှော့ချရေးအောင်မြင်ဖို့လူမှုရေးဆိုင်ရာကဏ္ဍမှာကလေးတငယ်တွေမတန်ဆွမ်းသူတွေတက်ကြီးရွယ်အိုးတွေအလုံးလက်မဲ့မျိုးသမီးတွေကိုဖွံ့ဖြိုးတိုးတက်ရေးတွေမှာမပါဝင်ရင်စီးရဲနှွမ်းမမှုအများကြီးရော့မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသူတေသနာတွေးရှိချက်တွေမှာတွေ့ရတယ်လို့လူမှုရေးဆိုင်ရာသူတေသနာအလုံးမှုဆောင်ဖွဲ့က ဒေါက်တာမိုက်ဂရစ်တင်းစ်ခေါ်ဒေါက်တာအောင်နိုင်ကပြောပါတယ်အခွင့်အရေးရဲ့ရည်မှန်ချက်ကဒီ evidence based planning လို့ဖြစ်ပါတယ်တည်တည်အထောက်အထားနဲ့စီမံကိန်းရေးဆွဲခြင်းဖြစ်ပါတယ်ကျွန်တော်တို့အမြင်ပြောတာတစ်ခုလေအစကောင်မှာအနောက်သိချာကျွန်တော်တို့စီမံကိန်းအစမှာဟိုခိုင်မြဲတဲ့တည်တည်အထောက်အထားရှိလို့ရှိရင်စီမံကိန်းဆွဲတဲ့အခါမှာတိတိယောက်ယောက်ကိုစီမံကိန်းကိုရေးဆွဲဖို့ရှိပါတယ်အဲ့လိုမျိုးဟာမျိုးတည်တည်ထောက်ထားမရှိလို့ရှိရင်ဟိုထိရောက်ဖို့ဟိုလဲလဲလဲနေပါပဲကျွန်တော်တို့ယူဆပါတယ် အဲ့ဒီအခမ်းအနားမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဒုတိယသမ္မတဦးညံထွန်းနဲ့မွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ပါဝင် ပြည်ထောင်စုဝန်ကြီးတွေပြည်ရင်းပြည်ပအဖွဲ့အစည်းတွေပညာရှင်တွေအတတ်ပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ ဖေရွေးမြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါရှင်။သူရိယာနေဝန်ကြာနယ်ဟာခရိုနီလို့အများကခေါ်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုဥတီကျက်ထားပြီးတိုက်ခိုက်ရေးသားနေတယ်ဆိုပြီးဖြစ်တင်ဝေဖန်တာတွေရှိနေတယ်လို့အဲ့ဒီဆောင်းမားတွေကြောင့်ပဲဝယ်ယူဖတ်ရှုသူတွေများနေတယ်လို့ဂျာနယ်ထုတ်ဝေသူတွေကပြောပါတယ်။တစ်ချိန်တည်းမှာပဲဒီလိုရေးသားမှုတွေဟာသတင်းဂျာနယ်ကျင့်ဝတ်နဲ့မြင်ညွတ်ဖူးဆိုပြီးဝေဖန်နေကြပါတယ်။သူရိယာနေဝန်ဂျာနယ်အမှုဆောင်အရာရှိချုပ်ကိုမိုဟင်းကို RFA1 တို့သာကိုဝင်းနိုင်ကတွေ့ဆုံမေးမြန်းထားပါလေရှင်။ ကိုမိုးကြီးခင်ဗျာဒီသူရိယနေဝန်ဖောင်ဒေးရှင်းထူထောင်မယ်လို့သိရပါတယ်အဲ့ဒီဟာဘာကြောင့်ထူထောင်ဖြစ်တာပါလဲဘယ်လိုရွယ်ချက်တွေနဲ့ထူထောင်ဖြစ်တာပါလဲခင်ဗျာသူရိယနေဝန်ဆိုရင်နာမည်လေးတစ်ခုပဲကျွန်တော်ထားပြီးတော့သူရိယနေဝန်ဂျာနယ်ဖောင်ဒေးရှင်းမဟုတ်ဘူးခင်ဗျာသူရိယနေဝန်ဆိုရယ်တည်တံ့ဖောင်ဒေးရှင်းကို88ရေတော်ပုံကြီးမှာဦးဆောင်ခဲ့တဲ့ဂျွန်သာဟောင်းနေတဲ့ကလှုပ်ချင်ကန်ရင်နဲ့အုပ်စုတော်တော်များများနောက်တစ်ခါကျွန်တော်တို့ဒီ88ကစပြီးဒီနေ့အထိကိုကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေဖြစ်နေထောင်ကြခဲ့တဲ့ ကျွန်တော်ရဲဘော်ဟောင်းနေတဲ့လှုပ်ချက်ခံရတဲ့လူတွေနဲ့အဖွဲ့စည်းတွေကိုကျွန်တော်လွှဲပေးလိုက်မယ်ကျွန်တော်လုံးဝဆေးရတော့ကျွန်တော်တို့သူတွေကနေမင်းချာနေအလှူဒန်းငွေ300တရာပေါ့တီတီကိုကျွန်တော်ပရိသာမင်းစိုက်ပေးလိုက်တာပေါ့ဒီနေ့ထိပေါ့2023ဒီနိုင်ငံရေးမှုနဲ့ချင်းကြပြီးတော့စားစရာမရှိတော့အောင်ဒုက္ခရောက်နေတဲ့ပြည်သားစုတွေရဲ့ကလေးတွေရဲ့ပညာရေးနဲ့ကျန်းမာရေးကိုကျွန်တော်တို့ကူညီမယ်အဲ့ရသူတွေကနေဝင်ဖောင်ဒေးရှင်းထူထောင်ရရရမှန်းချက်ပဲကျွန်တော်တို့သူရိယနေဝန်ဂျာနယ်ကတခြားဂျာနယ်တွေနဲ့ရှင်းလိုက်လို့ရှိရင်ဈေးကွက်မှာရောင်းအားအတော်ဟိုတက်နေတယ်လို့သိရပါတယ် ်ဘာကြောင့်အဲ့လိုဖြစ်တယ်လို့ယူဆပါတယ်နောက်တစ်ခုကမြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်ထိပ်ပိုင်းတွေကိုဦးစားပေးပြီးတော့ဒီတိုက်ခိုက်ရေးသားတယ်လို့မျိုးရှိနေတယ်ဆိုပြီးတော့လည်းဝေဖန်နေတာရှိပါတယ်အဲ့ဒီဘက်မှာကိုမိုဟိန်ပြောပြပေးပါဦးသူတို့ကအလင်းကြံရဲစပြီးအော်မင်လာရတာကသူတို့ကနေဝင်မှာတော့အော်မင်ဆုံးဖြစ်သွားတယ်ပေါ့ဗျာရေးသားချက်တည်းဟာတမာလီရူကနှစ်ပေါင်း60ခံစားနေရတဲ့သူတို့ရဲ့ဒုက္ခကြီးပေါ့ဗျာသူတို့တောကပြာပါဒတွေကိုသူတို့ရင်နေတဲ့ဇာတ်တွေကိုသူတို့အဓိကဖိနှိပ်နေတဲ့ အာနာပိုင်းတွေသူတို့ရက်ခွက်တွေမှာသူတို့ဘိုချနိုင်ခြင်းတဲ့လူတွေအာနာပိုင်းအစ်စ်ဟောင်းတွေလူကြီးသားသမီးတွေရဲ့နိုင်ကြဘိုကျင့်မှုတွေတော့သူတို့လယ်မြေအသင်းခံရတာတွေသူတို့ဆင်းရဲမွဲတည်နေတာတွေအကုန်လုံးဟာသူတို့ဆန္ဒသူတို့ပြောချင်တဲ့သူတို့နှလုံးသားတွေကစကလုံးဆန္ဒကိုသူတို့ပါဇက်ကဘလို့ပြောမှမသိတဲ့ဟာကိုသူတို့ရနေဝင်ရနေပြီးတော့ကျွန်တော်တို့ကပြောပြလိုက်တယ်လို့သူတို့ခံစားရပြီးတော့လူဆန္ဒအများစုပေါ့ဗျာဆင်းရဲသားဆန္ဒအများစုနဲ့အခွင့်အရေးဆုံးနေတဲ့ကျွန်တော်လူလူရဲ့ဆန္ဒတထက် သူတို့ကအလင်းနဲ့နေမှာသကြလို့အော်မန်လာလို့ကျွန်တော်ယူဆရတယ်ကျွန်တော်ခရိုနီလူတွေပုံကိုတိုက်ခိုက်မှုကျွန်တော်တို့လုံးဝမရှိဘူးဒါကျွန်တော်ခရိုနီဒီစနစ်ဆိုးကိုကျွန်တော်တိုက်ဖျက်ရမယ်အဲ့တော့သူတို့ချမ်းသာကြော်ရလာမှုပါကျွန်တော်တို့ပြည်သူတွေရဲ့ဆင်းရဲမှုနဲ့တော့ဘဲရိုက်သွားချိုးကြနေတယ်သူတို့ချမ်းသာလေးလေးကျွန်တော်တို့လူတွေကဆင်းရဲလေးလေးပဲဗျာကျွန်တော်တို့လူတွေကမဆင်းရဲဘဲနဲ့ကျွန်တော်တို့လူတွေကပုံမှန်စားနေတောင်းနေတဲ့ဘဝဖြစ်ပြီးတော့သူတို့ကချမ်းသာသွားတယ်ဆိုဒါတစ်မျိုးဗျာသူတို့ကတက်သွားလူဘဝကျသွားတယ်သူတို့ကတထောင်တက်သွားလူတို့ကထောင်ကျသွားတယ်သူတို့ကနှက်ပြောက်သွားရင်လူတို့ကအဝေးစီးရောက်သွားတယ်အဲ့ဒါခရိုနီပဲသူတွေကအလင်းရောသူတွေကနေဝန်နဲ့ ပတ်သက်ပြီးတော့ပါလာတဲ့ဆောင်းပါးတွေတော်တော်များများဂျာနယ်လစ်ကျင့်ဝတ်နဲ့မညီဘူးဆိုပြီးဝေဖန်မှုတွေတချို့ရှိပါတယ်။ဥမိုးရေးအနေနဲ့ဗာမယာတုံ့ပြန်ပြောလိုပါတယ်။တိုင်းပြည်မှာကဒီမိုကရေစီစနစ်ကိုဥပဒေတွေကိုအကုန်လုံးကစနစ်တကျဘာမှမဟုတ်ကျွန်တော်တို့မှာ institution တွေအခြေခံပြီး principle တွေမူဝါဒတွေဘာမှမရှိသေးဘူး။ကျွန်တော်တို့ကအခုမှဗမာပြည်ကရင်ဟိုရင်ကျေးတဲ့ကဘာတွေကိုဗမာပြည်ကအခုမှဆောက်ဝင်တာဗျာ။ဆောက်လာတင်တော့အခုမှကြာတာ။နောက်တော့တစ်ဆယ်ကြာမှသမနာဥသိန်းစင်ဆောက်လာတင်တာကဘာကြီးကိုကျွန်တော်တို့ဝင်မာတော့မယ်ဝင်ဝင်ပြပါဆိုတော့မှာ တမန်ဦးသိန်းစိန်ဖွင့်ပေးတဲ့တကားနဲ့တမန်ဦးသိန်းစိန်ဖွင့်ပေးတဲ့တော့ကြီးနဲ့ကျွန်တော်တို့ကတမန်ဦးသိန်းစိန်ဆိုတာရှောက်ရှောက်လာကြီးနဲ့ကဘာဝင်ရတယ်အမေရိကန်ကိုပြန်ဝင်ရတယ်ကဘာပန်ဝင်ရတယ်ဆိုတော့ကဒီမီဒီယာမြန်မာနိုင်ငံမီဒီယာအဲ့ဥပဒေဆိုတာကစိုးပေါ်ရမရှိတော့ဘူးတစ်ချက်ကကျွန်တော်တို့ဗမာနိုင်ငံလုံးဆိုင်ရာစာနယ်ဇင်းသမားများဒင်းသားဆရာများအကုန်လုံးရဲ့ညီလာခံကြီးတည်းကကျွန်တော်တို့မကျင်းပနိုင်သေးဘူးရန်ကုန်မန်းလေးပေါ့ဗျာတပီလုံးဆိုတာအကုန်လုံးကျင်းပပြီးသဘောတူပြီးတော့ရေးဆွဲဒါတွေကလားနဲ့ချီပြီးဆွဲရမယ်သဘောတူပြီးတော့မှ ဒါကြီးကဗမာနိုင်ငံရဲ့မီဒီယာဥပဒေအဲ့ဗမာနိုင်ငံမှာရှိတဲ့စာနယ်ဇင်းကျင့်ဝတ်ဆိုတာကြီးကဘယ်အခြေခံလဲဒီမိုကရေစီနိုင်ငံတွေကကျင့်ဝတ်တွေကိုအခြေခံတဲ့ဟာတွေပါတာပြီလားဆိုတာဒီနေ့ပြောနေတဲ့ဗမာပြည်မှာတတ်မှတ်ထားတဲ့စာနယ်ဇင်းကျင့်ဝတ်နဲ့မီဒီယာဥပဒေဆိုတာတွေကဘသူကရေးဆွဲပေးပြီးတော့ဘသူတွေကတတ်မှတ်ထားတာလဲအဲ့အရာကိုကျွန်တော်ပြပြဘဝရဟန်းတို့ပြမှန်မှန်ပါရဲ့လားနောက်တစ်ခါအဲ့ဒီစာနယ်ဇင်းကျင့်ဝတ်ဆိုတာကျွန်တော်နှစ်ခုပဲအကြမ်းမြင်ထားတယ်လူလူဘက်ကယက်တီတဲ့စာနယ်ဇင်းကျင့်ဝတ်လားအာနာရှင်ဘက်ကအချို့သူဘက်ကယက်တဲ့စာနယ်ကျင့်ဝတ်လား ်ဆိုတော့အဲ့လိုဆန်နေချင်းကျင်းဝကြီးတွေကိုပြီးရက်အထိပြည်စုံတဲ့အထိညီလာခံကျင်းပသဘောတွေတည်းကျွန်တော်တို့တွေကနေဝင်ကဆော့ပြီးတော့ကျွန်တော်လူလူဘောက်ကိုရေးရမှာလားကလောင်ကိုင်းပြီးကျွန်တော်ဆောက်နေရမှာလားအဲ့နေကိုကျွန်တော်တို့ရောက်နေကာလမှာကျွန်တော်တို့ထဲမှာကလောင်ရှိရင်ကျွန်တော်ရေးမှာပဲအေးတခုတော့ရှိတယ်အေးပီတာနဲ့တိုင်းတော့ကျွန်တော်တိုင်းတဲ့ပီတာကတော့ပြောချင်တာပြောလို့ရတယ်လောလောလတ်လူလူအကျိုးအတွက်ဖြစ်တယ်ဆိုလို့ရှိရင်ရေးရတဲ့တတိဖော်ထုတ်ရမယ်ဆိုတော့ပီတာကကျွန်တော်ရဲ့ပီတာပဲအခုဆက်လက်ပြီးချင်းတိုင်းရင်းသားဘာသာအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးမှာပါရှင်။ ချင်းမြို့သားညီလာခံကိုနှစ်ပေါင်း65နှစ်အတွင်းပထမအဦးဆုံးအကြိမ်အဖြစ်ချင်းပြည်နယ်ဟာခါမြို့မှာနိုဝင်ဘာလ12ရက်နေ့ကနေ15ရက်နေ့အထိကျင်းပခဲ့တဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်။ချင်း National Conference ဟာခါအာမန်အလီကုမ်ဆမ်ရုပငါနူအာအဝိခတ်နန်ချင်း National Conference ဆူဟာခကွာကာဆန်ဟောလာနိုဝင်ဘာနေ့ဆုံးပနေ့အချင်းကနေ့ဆုံးပငါနေ့လချူငါပန်အလီ November ni som pani atanga manchan chi national conference hi kumsa khaz ko assembly period February tha a chin state phalam kho a chin national conference man ani nu kum som ruk panga a avai khatnan man le chau ani he conference man na dan ne na in kai noin dr sui khar chuan rei laute a union level a income na nei le tur ani thu asoya chutianga income na chuan atel tur stakeholders zong zong an tel nge angai ni Chin mi tepo stakeholder ni na siyang siyang at siyang teltur ang liangin din hun pakataan o mangaya tutu apakat na ani. Panina at suhan inkom na a politics lama rahman na ni angaya heti nga political tila mi puitinen consultation ne na ina a consultative mechanism a om ang a om thei nga chin nam shang shang zi nga po in lung na a om thei pha arin oma chunga wang chuan he conference hi ra man kan ni ti in a soi che national conference a chuan thil chi sang sang som political thil te in rel bol na lam dan te leilu hausak na le aram ri kham dan te dan ro rel na lam te chong le culture chan vo te chin nam peng som nga pathum te chung chang te sa ko zale na chung chang te in to del le pui te la ka na na lan tir dan te zir na lam te shi sel na lam te chen fe ji chung cha chen me che din mun le ri thil lam te ngai to ani chen national conference he chen se sarkar telin parliament member te politics try to te cnf palai te chen nam pe shang shang te sa khu po shang shang le community based po shang shang thalai po som bik te an in zang chuang an tel ani November ni rugle ni khan halkhakwa a chin state ta township shang shang le kale tamu mandale yangun rakhai se ta om chin chalai te asu chin kuki si zang chin te nen po shang shang ne paruk in mu na chin from chu chin network Chin Youth Network Adin uh, Thar Ti Thu Kandong Chin Youth from a uh, working committee member Atan Yangun Chalai Po Chuan Avoi Khatnan phalam Khua uh, a conference man Antum Thu An Soi Ani Conference Su so, phalam Kho Chalai Ten An Boy Puyanga kha uh, Le Than Achangin Chalai Pakhat Zel An Telang Chin Youth from Chu Kum Sang Som Pani Khan Kalimiu ပီမီပလက်ဘွားခွာအတဲမှန်အနီတောကုမီနာချွမ်းချင်းမီဇုံဇုံတဲထေနာဟလ်ခခွာအမှန်အနီဒီညအတွက် RFA ရွေးမြင့်တန်ညာအစီအစဉ်တွေလည်းဒီမာရင်ပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်